ားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့တော့ဆီယာမာဝင်းဝင်းမြင့်နန်းတော်ရှိရေးသားခဲ့တဲ့ဝိမုံခြေတန်းဆိုတဲ့ဝိတုရှိကိုအခက်ဆက်ဖက်ပြပေးနေတာအပိုင်းနှစ်ပဲဖြစ်ပါတယ်ရှင်။ဒီနေ့အပိုင်းမှာတော့တာပေတူးဖြစ် နွားချောင်းသားဇက်ချောင်းပြောသူနဲ့မိတော်ဖြစ်ရီချေမိတော်တငယ်ချင်းမြတ်သွေးဖြစ်စွိုင်းနီမိတော်တငယ်ချင်းရေခဲတုံးနဲ့ မိတော့တော့ဒုံလေးဖြူဖြင်းအန်နာမိတော့ပေါ်ပွားဖြင်းဒီမိုးတို့ကအတူပူပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်ရှင်၃ယောက်သား၁ယောက်တစ်လက်ဖြင့်ကြော်လောချက်ပြုတ်ခြင်းကိစ္စသည် တနားရီအတွင်းမှာပင်ပြီးဆုံးသွားသည်ဒေါ်လေးဖြူအပြိုကြီးကတော့ရှူးအပြည့်နှစ်ပြင်ဆင်ပြီးကြာစံကြောတပကံလောက်ညီးဆန်းရင်ပြင်ဆင်နေသည်ဒေါ်လေးဖြူဒီနီးနဲ့ဝိတ်လျှော့နေတယ်ပေါ့မြတွေးကမေးတော့ဟုတ်ပါဟုတ်ပါငါဝမ်းပူစားမနေတာဘူးကွယ်ငွားရာပိန်တာတွေဟာစာနေတဲ့အချိန်မှာအတွေ့ရဝင်မလာဘူးမြတွေးရေမိမိတော်ကတော့ဝါမှာစိုးလို့တယ်လေ ညညာအစားလျှော့ရတာနဲ့သူ့မှာလေးချင်ခံယူရတာနဲ့အေးပေါ့လေသူ့မှာကြည့်မဲ့လူကလည်းရှိတာကိုဒေါ်လေးဖြူနော်ရှေးခဲတုံးရင်ညီတငယ်ချင်းကိုလည်းကြည့်ပြောအောင်နော်တလွဲအပူတွေများနေတယ်တိလားဘလို့တလွဲအပူလဲဒေါ်လေးဖြူရဲ့ကိုလူသားကိုမေးကြည့်တော့ကွယ်ခေါင်းမာတဲ့လူအိတ်ချင်အောင် ဆောင်းတဲ့လူအကြောင်းမပြောတာကောင်းပါတယ် ဒေါ်လေးဖြူကလည်းမေတော်ကရှက်ချင်အောင်ဆောင်၍ဒေါ်လေးဖြူကိုမူနှွေးရ၏တကယ်တမ်းမေတော်ပြောမိစကားကဒီလိုမဟုတ်ဒေါ်လေးဖြူနော်အထိပယ်မရှိရဘဲပြောမနေနဲ့မေတော်စိတ်နဲ့မေတော်စုံပြတ်ခွင့်မရှိဘူးလားဒါဒေါ်လေးဖြူတော့မတင်ရတာသူစကားသည်မေတော်ဤအရင်ကြီးဆုံးစကားသာဖြစ်လိမ့်မည် ဒီတဲ့ပို့ပြောရမည်ဆိုရင်တော့မေတော်ဒီမပြောချင်လောက်အောင်မင်းစိတ်ညစ်သွားသည်မေတော်ကအကျိုးကျေးဇူးမဖြစ်ထွန်းနိုင်သောစကားကိုပြော၍လေကုံမှာကိုနှမျောလှ၏ဖဖွားကတော့သူကိုယ်တိုင်ကပြောချင်သူဖြစ်ပြီးသူများပြောတာကိုဂရုစိုက်တတ်သူဖြစ်သည်ကြားခဲ့သမျှတဒန်းတစ်လျှောက်မှာဖဖူဖဖေးနှင်းဒေါ်လေးပြူသည် ဖွားဖွားရင်အတန်ကိုသာနားဆင်ခဲ့ကြပြီသူတို့အတန်တွေကတိုးတိမ်ခဲ့ကြလို့သာပေါ့မေတော်မေမေကဖွားဖွားကိုဘလို့ဆက်ဆံလိုက်တယ်ဆိုတာမေတော်မတိခဲ့ရတော့ကွက်လက်တစ်ခုဖြစ်နေသည်မေတော်အလှဲ့ကြကမှဖွားဖွားရင်အတန်ကိုနားမဆင်လို့ပဲမေတော်ကပြန်၍အတန်ပြုတ်ခြင်းခဲ့တာအံ့ဩစရာဖြင့်ဟုတ်မယ်မထင်ပါဘူး ဖေဖေနှင်းဒေါ်လေးဖြူဤမျိုးဆက်မှခိတ္တခဏမြုပ်နေသောဖွားဖွားဤမျိုးရိုးပြီးစသည်ပြန်လည်၍ဥမော့လာတာဟု၍သာမိတော်ကပြောချင်နေတော့သည်ဒီလောက်ထိတော့ဘယ်ပြောရဲပါမလဲမိတော်မှာဟိုဟိုဒီဒီငဲ့စရာတွေက ရှိသေးတာမဟုတ်လားအဓိကအကြဆုံးကတော့ဖွားဖွားနှင်းစိတ်ဆိုးပွဲတစ်ပွဲကို မကျင်းပလို့တော့ခြင်းမြင်ဖြစ်သည် ဖွားဖွားဤစိတ်ဆိုးပွဲရှိကြီးကိုမေတော်မခံစားနိုင်ခြင်းဖြစ်သည်ဖွားဖွားနှင့်မေတော်ကစကားတွင်စိတ်ဆိုးမှန်ဆိုးဖြင့်ပြောမိတိုင်းအကြာကြီးစိတ်မကောင်းဖြစ်၍ကြံ့နေရစ်တက်မြဲပင်ပြီးတော့လေဖွားဖွားကိုပြန်၍စကားပြောခွင့်ရရင်နီးအမျိုးမျိုးဖြင့်ကြိုးစားပြန်သည်စီစူတို့ကစိတ်လိုက်မှန်မှ ပြောခဲ့ပေမယ့်စိတ်ပြေသောခါပြန်တွေးကြည့်လျင်ဖွားဖွားမှန်မှန် မေတော်ပဲမမှန်ဘသူမှမမေတော်မှစိတ်ရှုပ်ထွေးထွေးဝေးကြံ့ရင့်မြဲပင်ဘာလို့ကိုလုံးလုံးစိတ်မပါလက်မပါဖြစ်နေတတ်သည်ထိုကြောင့်ဖောဖွားနှင်းရံမီမပွားလို၍မေတော်ဟန်ဆောင်ပတ်ဆောင်တွေလုပ်ရသည်မယိုးမတာပြုတ်မိတိုင်းငါမယိုးသားဘူးဟုသတိပြုမိမြဲဖြစ်သည်ကိုကိုကိုလေးမုံတီးရမြဲပင် ဒါပေမဲ့မတက်နိုင်တဲ့အခါမျိုးတွင် စင်ဝေးရန်ရှောင်းသဘောဖြင့်ဇွပင်ဟန်ဆောင်ရ၏ထို့သူပြုမိတိုင်းလဲတာပေတူးအတွက်အတွေးစားတို့ကနှောင်ဖွဲ့ရပြန်၏သမီးတို့စာဖတ်ခန်းထဲမှနေကြမှာဆိုရင်အင်းရှင်ဝင်းတကားကိုတော့ခတ်ထားကြနော်တော်ကြလူကန်လူလူတရောင်းစားလူလူနဲ့ဝိတေဝင်ရောက်သွားအောင်ပဲအင်းရှိလဲဧည့်သည်လေးပါလေးနားဆွင့်ကြအောင်ဖွားတို့ကညနေမှပြန်လာမှာတမီးညနေစာချက်မနေတဲ့တော့ အပြန်မနိုင်တဲ့ကိုလိုက်ပို့ခိုင်းရင်သမီးကြိုက်တဲ့တာတစ်ခုခုဝယ်လာမယ်။ဖွာသမီးတို့ဘောရောဖွာတို့ပြန်လာတဲ့ ठी နေမှာလား။ကျွေးမှာပေါ့ပြန်လာတဲ့ ठी စောင်းညာလေ။အလကားပြောတာပါ ဖွာရင်ညသွေးကညဟိတောင်းဝင်ကြတာပါ။ရေခဲတော့ကလည်းပြန်မှားတဲ့။အေးပါအေးပါညီတို့သဘောပါ။ကဲအေးစစ်စစ်စကားပြောကြ။စားရကြဖွာတို့တော့တော့ပြီ။ ဖောဖွားသည်တကယ်တမ်းမိတော့ကိုထားခဲ့မည်ဆိုတော့စိတ်မချနိုင်မဲမာရန်ရှိကြီးကိုချွေနေသည်ဖောဖွားသွားလျင်လိုက်ပုတ်နေကြရက်ွက်ထဲမှစိုက်ကားသမားလေးကဖောဖွားအကြောင်းသိ၍စိတ်ရှည်လက်ရှည်စောင့်ရှာသည်စိုက်ကားစီရမှာတော့ဖောဖွားသည်ဒေါ်လေးဖြူကို အမြဲတမ်းဦးစားပေးရလေရှိ၏ဒေါ်လေးဖြူကဖောဖွားထဲနှစ်ကိုယ်စားလောက်ဝါတော့ ိုက်ကားသမားနှင့်ရှင်သောရှေ့ခုံမှသာထိုင်နိုင်သည် မဟုတ်လျင်ဒေါ်လေးပြူနောက်ခုံက ထိုင်လိုက်ပါကစိုက်ကားသည် ဥမြောက်ပြီးနင်းမရတော့ပေစိုက်ကားပေါ်ရောက်တော့ထီးကိုအကြမ်းနာဖွင့်၍စောင်းလိုက်သည်ပြီးတော့စိုက်ကားပေါ်မှနေ၍မိတော်တို့သုံးယောက်ကိုကြည့်ပြီးဖြူပွေးနေသောသွားများပေါ်အောင်ရီပြပြန်သည်ညာသွေးကရာတီဥတုကတော့အတော်ကိုတားရနေပြီဟဲ့ ို့မှတ်ချက်ချသည်မိတော်ကခလေးစိတ်ပြန်ဝင်သွားပြီးဖဖွားရင်တက်တာဟူလှမ်းအော်တော့ဖဖွားကလည်းလက်တစ်ဖက်ကိုမြောက်၍တက်တာပြသွားသည်ဖဖွားမြောက်သွားသောလက်မှာဝင်းဤနေသောရွှေသားစတိလက်ကောက်တုတ်တုတ်ကြီးကိုပြူပြူပြဲပြဲနှင့်မြင်နေရသည်ဖဖွားရင်မမရွှေဆွဲချုံကတော့ဖဖွားစိတ်တိုင်းမကြလှသည် တန်ကျိုးကိုခတ်သေးသေးပင်ဖြစ်သည်ဘောဘွားဤနားမှာနေရောင်ဖြင့်အေးသွေးကောင်းလှသောစိတ်တလုံးနှင့်ငကက်ကလေးတဖြည်းဖြည်းတောက်ပနေလိမ့်မည်ဘောဘွားကအသက်88နှစ်ရှိပြီဖြစ်တော်လဲစပင်ကတော့ဟုတ်တိပတ်တိမဖြူသေးပါဘောဘွားအသက်90ကျော်လောက်မှစ၍နဖူးပြောင်းသိမ့်ပြီးပက်ခဲ့သောရွှေပြီးနှင်းဘီးစပက်လေးကတော့ အထူးပင်နှစ်သက်ဖွဲကောင်းလာသည်ဖွားဖွားသည်နတ်သက်ဖြူကရမန်ရှင်မောင်တနခါတို့များထုံတင်းစွာဖြင့်အမိုးတို့အိမ်မှာစကားတွေတဖောင်ကြီးဖွဲ့ပေတော့မည်ဒေါ်လေးဖြူကလည်းမိစုနှင့်တီတူတီတူလှုပ်ကြအောင်မည်မိတော်အကြောင်းကလွဲပြီးဘသူအကြောင်းမှမဟုတ်နိုင်ဘူးဆိုတာကတော့မိတော်ကတွတ်ချက်ပြီးသားဖြစ်၏ဘယ်တော့ကပြန်ခေါ်သွားကြတာလဲ ခုမနဲ့ပဲငါမှကြံလိုက်ဖန်လိုက်ရတာမောလို့ကန်တရတော့မေတော့ဘက်ကိုမျက်နှာပြုတ်လာ ပြီးထင်ပါရဲ့ဖွားဖွားငါ့ကိုလိုက်ဖို့ခေါ်နေသေးတာငါနင်တို့နဲ့ချိန်ထားတယ်ပြောလို့အဲဒီနေ့အဖို့ကက်တင်ရှင်ကြီးတွေပေါ့နော်အေးဟုတ်တယ်ဖွားဖွားနင်တို့ကိုလည်းချစ်တယ်မဟုတ်လားငါမှတခြားအကြောင်းပြချက်နဲ့ဆိုရင်ခွင့်ပြုခြင်းမှသာခွင့်ပြုမှာ အခုလိုအသာတကြီးနဲ့တော့ဖြစ်မှာမဟုတ်ဘူးပေါ့ဟဲ့ဖောဖွားကနှင့်ကိုချစ်တော့ချစ်ရှာပါတယ်ဟဲ့သူကစိတ်အယမ်းထက်လို့ပါ ကောက်တာကောက်တာဒိုးဖို့ရှိတော့ကတော့ကျန်တဲ့လူတွေတတ်တာတယ်အရေးအကြောင်းပဲဟေ့ဆိုအဖွားအဖိုးကောက်ချိန်နေပြီအဖိုးကတော့လေတိတ်ပြီးစိတ်ရှိတာစိတ်ရှိလက်ရှိကိုချော့တာဒါကြောင့်အဖေကပြောတာပေါ့ဖိုးဖို့ရှိလို့ဒါဖိုးဖွားယောက်ျားရခဲ့တာတဲ့ မဟုတ်ရင်အပြုတ်ကြီးပဲဖြစ်မယ်တဲ့ဒီလိုပဲမေတော်ရဲ့လူတယောက်နဲ့တယောက်ဖူးစာဆုံးနေဆိုတာဟိုးရှိရှိဘွားကရေဆက်ပဲတယောက်မှမရှိရဲ့အရေးချင်းတယောက်မှရှိကြတယ်ဥပမာဟဲတို့ရေခဲတော့ဆိုအရင်အေးတယ်မဟုတ်လားသူဆိုရင်ဘလို့လူမျိုးနဲ့ရမလဲလို့ခတ်ဟော့ဟော့အရက်တွေဘာတွေတောက်လို့ပေါ့လေခတ်တွတ်တွတ်အဲ့ဒါမျိုးနဲ့ဖူးစာဆုံးနိုင်နေအမေညာတွေ့နင်ကတော့ ထက်လက်တွက်လက်တဲ့လက်တွေတမဆိုတော့အရေးချင်းလဲရှိထက်လဲထက်။อืมနင်တော့အတော့မကြတဲ့ဘိန်းစားနဲ့ရမှာတဲ့လား။လို့မေတော်ကဝင်စွာတော့ဟဲ့ဒါမျိုးမယူချင်လို့အပြိုကြီးလုံနေတာပေါ့။နင်သာမမမပြော့ဦးကြောင်းကြောင်းမပြတ်မသားရှင်မတော့နောက်မဆုတ်အထက်မရောက်အောင်မကြတက်တက်မသွားဘေးလိုက်သွားတဲ့ကနန်းကောင်လိုလိုလွယ်အိတ်လိုလို အလင်္ကာတွေများလာချေလားဘယ်အတန်းအတွက်မေးခွန်းလဲရေခဲတုန်းကမြာသွေးကိုမိခွန်းနှစ်ဖြဲ့၍ရက်ခိုင်းရလာအောင်မင်းမေတော်ကမျက်နာတွေပြက်နေသည်မြာသွေးကိုရေခဲတုန်းကလက်ကုပ်တတိပေးတော့မှမြာသွေးကအိယာမှလန်နှုတ်သလိုမေတော်ကိုအေးတကြီးမောကြည့်၏မေတော်မျက်ဝန်းမှာမျက်ရည်တွေဝိုင်းနေသည်မေတော် မေတော့ငါစကားပြောတာလွန်သွားလားယေ sorry ဟဲငါပြောတာတွေအားလုံးရုပ်သိမ်းတယ်ငါကိုစိတ်ဆိုးလားယေမေတော့မေတော့မေတော့ကိုညာသွေးကဖက်ပြီးချော်တော့မေတော့ကညာသွေး၏ပခုံးပေါ်မှမှောက်၍မျက်ရည်တွေကိုတွန်ချလိုက်သည်ရေခဲတုံးကလည်းချင်းမကိုင်းမိလက်မကိုင်းမိနှင်းဘာလို့ရမှန်းမသိဘူး ညာသွေးကိုစိတ်ဆိုးလို့မဟုတ်ပါဘူး။ငါနေလို့နဲ့တွေ့တော့ဘာပြောမှမသိဘူးဖြစ်သွားတယ်။ခုတလောငါဝမ်းနဲ့တက်နေတယ်။ဒါပေမဲ့ဖွားဖွားတော့ဒေါ်လေးဖြူလို့ရှိမှဘလို့မှမျက်ရည်ကျလို့မရအောင်။ငါအယမ်းကျဉ်ကျက်နေတယ်။ကိုနိုင်ကိစ္စပဲလား။အေးအားလုံးငြိမ်သက်သွားသည်။မေတော်ဤကျဉ်ကျက်မှုများသည်။ ညသွေးနှင်းရေခဲတုံးထံသို့ကူးဆက်ပြီးသုံးယောက်သားမိုးကျက်ဆုံးနေစွာဖြင့်ငြိမ်သက်နေကြသည်တယောက်မှ စကားမဆိုဖြစ်ကြတော့လဲကိုစီကိုငှားပြောစရာတွေကတော့ရင်နှစ်အပြည့်ရှိနေကြသည် လူကြီးတွေဤစိတ်တဘောကို မျက်စိမိတ်လိုက်ရောပြီးကိုနိုင်ကိုလက်ခံဖို့ကိစ္စထဲအရေးကြီးတဲ့အကြောင်းတွေ ပြောချင်နေကြသည်ပြောချင်လွန်၍ပြောစရာတွေများလွန်၍ တယောက်ရင်ထဲကိုတယောက်အလဲသွားပြီးစိတ်ချင်းပြောနေကြသလိုပင်မိတော်တို့သုံးယောက်တီတယောက်အပူကိုတယောက်မျှယူနေကြတယောက်ဤအောင်မြင်မှုပျော်ရွှင်စရာကောင်းသောဝမ်းသာမှုတွေကိုလည်းမျှယူနေကြဖြစ်သည်ပြီးတော့အကြံဉာဏ်တွေကိုလည်းဖလှယ်ကြသည်သုံးဦးကောင်းပေါင်း၍အပြေရှာလျင်ဘယ်ကိစ္စမဆိုးအစဉ်ပြေစွာပြီးမြောက်ခဲ့၏ ခုကိစ္စအတွက်တော့နူးညံ့သိမ်မွေ့စွာ ရှာရမည့်အဖြစ်အတွက်ခက်နေကြသည် အချိန်လိုသေးတယ်မဟုတ်လားမေတော်ရဲ့อืมလိုတော့လိုပါသေးတယ်ငါเจ้าလုပ်တွေမအားလို့ဘာမှမလုပ်နိုင်ဘူးပြောထားတာຫນွေเจ้าပည့်ရများအတင်းအကျပ်စီစဉ်မလားမသိဘူးကိုနိုင်เจ้าပြီဖို့၃နှစ်လိုသေးတယ်သူကလည်းလွတ်လွတ်လပ်လပ်တော့ចောင်းတက်ချင်အောင်မှာပေါ့ ငါလည်းဖွဖွားတော့ຫນွေຈ້ອງໄປရင်အမိုးကိုသွားပြီးပြည့်စုပါမယ်လို့ချော့ထားတာပဲအမိုးချမ်းမာနေရင်တော့နင်တို့ကိစ္စလောလောဆယ်ဖြစ်မှာမဟုတ်ဘူးထင်ပါတယ်ဟိုရဲ့ဘိုင်းကအမိုးကတော်တော်လေးဖောက်သွားသေးတာမဟုတ်လားအမိုးကလည်းနင်ຈ້ອງသိနေတာပဲသူမရှိတော့ဘူးဆိုရင်နင်နဲ့ကိုနိုင်ကိစ္စဘာမှဖြစ်မလာတော့ဘူးလို့တွတ်မှာပေါ့မဟုတ်ဘူးလားအဲ့တော့အမိုးကျမ်းမာပါစေလို့ဒါဆုတောင်းတော့ အေးပါဟဲ့တခါတခါတော့လဲဘာမှမစင်းစားနိုင်ဘူးကိုဖြစ်ချင်တယ်လို့မဖြစ်ဘဲသူဖြစ်ချင်တာဖြစ်မှာပဲလို့အောက်မေ့မိတယ်တေချာတွေးပြန်တော့ဒီလိုလဲအပြစ်မခံနိုင်ညံဦးဟာတိတ်တော့စိတ်တော့ကမရောက်ပါနဲ့မေးတော့ရဲ့ဘာမှမဖြစ်နိုင်သေးတဲ့အချိန်မှာအေးစေစေစောင့်ကြည့်လိုက်ပါအောင်တခုတော့ရှိတာပေါ့ဒီအချိန်မှာမေးတော့ဘက်ကအဆုတ်အတက်အတိုးလျှော်တွေကိုစနစ်တကျလောက်တာဖို့စူးစမ်းရမယ် နင့်ကိုစိတ်အတိုင်းဒုံဒိုးအိုးပေါထလုံးမပြင်းနဲ့အေးဟုတ်တယ်မြသွေးနင်ပြောတာမှန်နေငါလေးဘာလေးလုံးလုံးတာပေတူးနဲ့ပဲတွားတွားပြီးညှိနေတယ်ဟာဒီကလေးရဲ့စိတ်ဓာတ်ကိုငါမှကြိုးစားပန်းစားပြင်ခဲ့ရတာဒီနှစ်ပါဆိုရင်ငါးနှစ်ရှိပြီပေါ့သူနဲ့ပတ်သက်ပြီးတိခဲ့ရတာတွေတွေးခဲ့ရတာတွေကများတယ်ငါသူ့ကိုပြုတ်ပြင်နေရရလည်းရှိတယ်မရသေးရလည်းရှိတယ် ငါရင်ထဲမှာအဆွေးဆွေးနေတာရှိတယ်။မဖြောင်းမမက်ပြောသည်မ냐ပြောခင်ရတဲ့သူဟာစော်ကားခင်ရတာပဲ။ငါဒီလိုပဲယူဆတယ်။ဒီတော့ငါတက်တဲ့သည်မ냐ဖြူးဖြူးဖြောင်းဖြောင်းဆက်ဆန်နေ။ဘသူ့ကိုမစိုးပေါ။ဒါရီဟာငါအပြစ်တယ်လားဟာ။နင်းတို့စဉ်းစားကြည့်။ခက်တယ်မိတော်ရဲ့။အဲ့ဒါမမှန်ကန်ပေမဲ့တမန်ရိုးကြဖြစ်နေတဲ့လဲပတ်မှုတစ်ခုပဲ။ သူ့ပတ်ဝန်းကျင်ကိုယ့်ပတ်ဝန်းကျင်မှာဒါမျိုးတွေကိုအနေနဲ့များကျုံတွေ့နေကြရတာပဲအဲ့ဒီထဲကယုံထွက်ဖို့ကတော့တာမန်အခြေအနေနဲ့မဖြစ်နိုင်ဘူးသိတယ်ငါနားလေတယ်ဒါပေမဲ့ငါဘလို့မှမစွမ်းဆောင်နိုင်သေးဘူးဒေါ်လေးဖြူနဲ့မီဆူဟာငါဘက်မှာတော်တော်များများနားလေပေးနိုင်တယ်အန်ကယ်စောကလည်းမစိုးပါဘူး तू ကတော့လေနင်းသိတဲ့အတိုင်းပဲလူတယောက်ရဲ့လွတ်လပ်ခွင့်ကိုအမြင့်အာယုံပြုတ်နေတယ်လို့ အများနဲ့လာရောညီထွေးရှိအောင်နေတတ်တဲ့လူဆိုတော့စကားပြောလို့နားလည်လွယ်တယ်။ငါအရေးတကြီးရင်ဆိုင်ရမှာဖွားဖွားနဲ့အမိုးပါပဲ။ကိုနိုင်ကောငါသူ့အတွက်တော့မစင်စားဘူး။သူ့တယောက်တည်းပူပူတတစင်စားနိုင်တဲ့အခြေအနေမျိုးငါမှရှိခဲ့ရင်ကျန်တာအလုံးပန်းနိုင်ရောက်သွားပြီပေါ့။ဟုတ်ဘူးလား။နင်းသူ့ကိုတတ်ရောစင်ရှိရဲ့ဆိုမိတော်ကငိမ့်နေ၏။ ညိုငယ်နွမ်းလျနေသောမီတော့ဤဖြူရော်ရော်မျက်နှာကလေးကိုမြသွေးကကြည့်ပြီးတနာနေသည်မီတော့ကိုတခါတခါမြသွေးနှင့်ရေခဲတုန်းကနားမလည်နိုင်ကြပါတကယ်တော့ကိုနိုင်ဆိုသည့်သူသည်မီတော့ဤစိတ်လှုပ်ရှားစွာအွေမှပင်စိတ်ကူးရင်ခဲ့သောအတွေ့များ၌နေရယူထားခဲ့သူဖြစ်ကြောင်းသိထားနေကြသည် အပေါင်းအသင်းနှင့်ပါလာသော အီအီစီစီနေတက်ခဲ့သောမီတော့ဒရန်ကိုနိုင်သည်မင်းကလေးလူရောယောက်ျားကလေးလူရောခင်မင်းဆုံးတငယ်ချင်းဖြစ်ခဲ့တာကိုလေညသွေးတို့သိထားကြသည်အရေးကြောင့်တိတ်ပြီးကြက်တဲလိုက်အဲ့ဒီတန်ရုံးစင်ဆိုတာဘာမှသုံးမရတော့ငါပြောရင်ကြီးကျယ်ချင်းကြီးကျယ်သွားမယ်ဘဝရှင်တန်မှုတစ်ခုနဲ့ရှင်အဲ့ဒီတန်ရုံးစင်ဆိုတာဟာတိတ်ကိုမှိန်သွားမှာပဲ ်မေတော်ကလင်းလေးနက်နက်ပြော၏မေကြောများထောင်နေသလိုထင်ရပြီးနဖိုးမှာဖြူပွေးနေသောအသားရည်အောက်ကသွေးကြောစိမ့်စိမ့်များ ခုန်ထနေသည်မြဝန်းကတော့တောက်ပနေစေပင်မေတော်စိတ်လျှော့လိုက်ဟာ အခုချိန်ပြောတာပါနင်အရန်ပင်မန်းနေပြီလာစာချေခန်းနဲ့သွားကြစို့နင်ရေခဲတုံးကိုအကူကြီးတောင်းမလို့ဆိုတောင်းလေခုချိန်တောင်းမှပြေလည်မှာ တွေ့လားရေခဲတော့နင့်ကိုအယမ်းကျွေးနေတယ်။မြာသွေးကအလိုက်တီစွာစကားပြက်ပြီးလမ်းကြောင်းပြောင်းပေးလိုက်သည်။ရေခဲတော့တယောက်ကတော့မေတော်ပြောသမျှကိုနားထောင်ပြီး သူကိုယ်တိုင်ပါဝင်ပတ်သက်နေသည့်ပုံစံဖြင့်အသားဖြူသောမျက်နှာမှာသွေးဆုပ်တလို့ဖြော့နေ၏။အလွန်အေးချမ်းရိုးသားသူဆိုတော့မြာသွေးပြောသည့်အတိုင်းပင်မေတော်ကိုတနာပြီးကူညီဖေးမှခြင်းနေသည်။ ဟုတ်တယ်ဟုတ်တယ်မေတော်နေ့ကိုစိတ်ချမ်းသာမယ်ဆိုရင်ငါအကောင်လုပ်ပေးမယ်ပြောပြောငါရောက်ခါစားကပြောတဲ့အကူကြီးတောင်းလို့ဆိုတာဗာလဲရင်ပြောလေပြပြသလဲမေတော်မေတော်ကစိတ်လက်ပေါ်ပါစွာရည်လေသည်စပတ်ခန်းထဲသို့တမ်းမဝင်ဖြစ်ကြပဲမိဖို့ခန်းထဲသို့ဝင်ကရည်နှွေးခက်ရင်ပေါပေါပါပါစားစရာကိုဖန်တီးကြသည်ဖော်ဖွားဤလက်ဖက်နှက်ကိုလူတိုင်းကြိုက်နှစ်သက်သဖြင့် ဖောဖွားကဂုံယူဝင်ကြွားစွာလက်ဖက်ကို ပလင်းကြီးကြီးဖြင့်နှက်၍စီစိန်ထားလေရှိသည်ပဲကြောအစုံကိုလည်းသူ့ပလင်းနှင့်သူအပြည့်ထည့်ထားတတ်သည်လက်ဖက်အုံးနေကြစီတပကံ ချိုးချင်းတစ်စုံနှင့်ရေနွေးချမ်းအိုးကိုတဲပြီးစာဖတ်ခန်းသို့ဝင်လာကြသည်စာကြည့်စပွဲမှာထိုင်မိသောအခါကြောင်ချင်ရမျိုးနှင့်ပွာစာကျဲနေသောတာပေတူ၏စာအုပ်ကစီးကျူနေသည် မေတော်ကတာပေတူဤစာအုပ်ကိုရေခဲတုံးသို့ပြလိုက်သည်ဟာတော်ဘာရီလျှောက်ရေးထားတာလဲအေးလီအဲ့ဟာတွေပေါ့တို့မနေ့ကမြို့နယ်ရုံသွားတော့သူတို့ကိုချက်ပြီးတဲ့မှတ်စုတွေရေးပြခိုင်းခဲ့တာသူကဒီတိုင်းရေးထားတယ်ဟဲ့ကျန်တဲ့ကလေးတွေကကောကျန်တာတွေအားလုံးဖြေနိုင်ကြတယ်လက်ရေးလက်နှာသလိုသင်ငန်းစာတွေလည်းမှန်းလို့သူတယောက်တည်းပဲတွေ့လား ဒီမှာတခြားကလေးတွေအမှတ်စုတွေလိကျင်ငန်းတွေမိတော်ကတခြားကလေးများဤစာအုပ်တွေကိုလည်းပြသည်ကျန်ကလေး24ရောက်ဤစာအုပ်များသည်မိတော်လက်ကျလက်နာအတိုင်းပင်လက်ရည်တပ်ပုံးစာပိုက်ကအစာတိတိကျကျလှလှပပရေးထားကြသည်เจ้าကဆီယာမများကမိတော့တန်းထဲမှာကလေးများကိုဂျူနီယာမိတော့ကလေးတွေဟု ခေါ်ကြသည် မေတော်သည် ခလေး25ယောက်မှတာပေတူးမှလွဲ၍စိတ်တိုင်းကြပုံသွင်းနိုင်ခဲ့၏မေတော်တို့ចောင်းကလေးဤထုံစံကကိုခလေးနှစ်ကိုအတန်းစင်လိုက်တက်သွားရသောနီးစနစ်ဖြစ်သည်သူငယ်တန်းဆ iam မသည်ခလေးမြတ်တက်သောအတန်းစင်တိုင်းတက်သွားရပြီခလေးများစောက်ထနေအောင်သောအခါသူငယ်တန်းတို့တဖန်ပြန်ဆင်း၍ခေါ်ရသည် ကလေးတယောက်သည်တနှစ်သင်ပြီးလျင်ကိုယ့်လက်ကလွတ်သည်နှင့်ပြည်စတဲ့သဘောထားတွေမရာအတန်တန်ဤအောင်ချက်ရနှုံးကလေးများဤစိတ်ပိုင်းဆိုင်ရာတိုးတက်မှုညံပြင်းမှုအလုံးသည်ဆီယာမနှစ်သားသက်ဆိုင်နေသည်မိတော်တို့ဆီယာတပည့်တွေလေးတန်းသို့ရောက်သောနှစ်မှာစတုထတဲ့မှာအစိုးရစစ်မဟုတ်တော့ပြီအစိုးရစစ်ဆောင်မွေးလေးတန်းပြေကြစဉ်က အရေးတကြီးနှင်းတဲလွန်ကျအောင်ရင်ဇရာတပည့်တွေစူးစားခဲ့သလိုပင် အစိုးရစစ်ဆောင်မွေးမဟုတ်တော့သည့်အချိန်ခါတွေမှာလဲတဲလွန်ကျအောင်ဖို့ကိုသာစူးစားကြဆဲဖြစ်သည်အတန်းတိုင်းအတန်းတိုင်းမှာတဲလွန်ကျအောင်ဖို့ကိုဂယုတစိုက်ရှိကြတော့အလုပ်သည်မေတော်တို့ចောင်းကအတန်းတိုင်းဤလှုပ်ရှားမှုပင်ဖြစ်သည်ဒီကလေးဒီတိုင်းဆိုရင်ကြတော့မယ်တေချာတာပို့ရေခဲတော့ရယ် သူ့လုပ်ပုံကမလွန်လုံးဘူးလားဒါစားတလုံးမှမရသေးတဲ့သဘောသူလေငါ့ကိုပြောတော့တမျိုးသိလားဟိုတနေ့ကမှသူ့ဟာသူပြောတာဆီယာမကြက်ခိုင်းတဲ့စားရီသူ့အကုန်ပြက်ပြီတဲ့ငါမယုံလို့အထက်ထက်မေးတယ်တကင်းကိုအပိုင်ပြောတာစီစမ်းမအောင်ဟဲခလေးဖြစ်ပြီးဒါမျိုးတွေဘာလို့ပြောရတာလဲနင့်ချတဲ့ကလူကြီးတယောက်လောက်နားလည်နေပြီမေတော်ရဲ့အေးလေ ဒီပြင်ကိစ္စတွေကအရေးမကြီးဘူးဒီကိစ္စကတူကြမှာခုဒီဘာသာမှရဖို့မပေါ်ဘူးငါဘလောက်ယူဆိုင်တယ်ဆိုတာရေခဲတော့သိပါရယ်တယောက်မှမကြအောင်ဘလောက်ထိလှုပ်ထားရလဲတချို့ကတော့ပြောချင်မှာပေါ့ငါ့ကိုတန်းလုံးကျွအောင်ဖို့အတွက်အတကြီးလုံးနဲ့ထင်ကြမှာပဲเจ้ามาตั้นลุจอောင်เน้ဆိုတာဂုံတစ်ခုကိုတကယ်တမ်းကြတော့အဲ့ဒီဂုံကဘာမှလုံးလုံးမရပါဘူး အရေးကြီးတာခလေးပဲအသက်ကြီးလာတာစောင်းမွေကြရင်ကြတယ်လို့ဒုက္ခရောက်တာမိဘတွေဘက်ကနစ်နာတာအဲ့ဒီမျက်နာတွေကိုငါကြည့်တာပါအေးနော်ဒါပေတူအတွက်ဆိုပိုတော့ဆိုသေးတယ်ရေနွေးတက်ဘူးတဲ့မှာပကံများတဲ့သူငှဲ့ပြီးမိတော်ကမရည်စင်မဲရည်လျင်ကဲပူပူကလေးမှုတ်တော့ကြနင်တို့အချမ်းပြေအောင်ငါတမနဲ့လုံးအပူတိုက်နေတာ ကြာတော့အားရောင်နာလာပြီရှာပါတယ်ဟာဒီပူတွေဟာဝမ်းနဲ့လွဲတဲ့အပူထက်တော့အေးချင်အေးနေမှာပါရေခဲတုံးကဖြည့်စည်းကြွေးတော့ဒီမှာငါပြောမယ်လူလောကကြီးမှာကိုစင်ရဲ့ခြင်းစိတ်စင်ရဲ့ခြင်းဆိုတာဘယ်သူမှကင်းကွာတာမဟုတ်ဘူးတကယ်တော့ငါတို့ကြုံရတဲ့အပူဆိုတာတချို့လူတွေရဲ့ရည်ရာပေါ့လောက်ပဲနင်တို့မယုံမရှိနဲ့တိတယ်မဟုတ်လား ငါကတော့နင်တို့ထက်ဘွားဆိုတာကိုတည်ရင်နီတွေ့ခဲ့ဘူးလားမေတော်နှင်းရေခဲနှုံးသည်ညာသွေးဤစကားကို တုံလွန်ညင်းဆန်ခြင်းမပြုတ်ချဘဲငင်ငိမ်နေခြင်းဖြင့်ထောက်ကန်ကြသည်မေတော်နှင်းညာသွေးသည်တယောက်ကအမေမဲခဲ့သည်တယောက်ကအဖေမဲခဲ့၏ဒါပေမဲ့ကျင်လည်ခဲ့ရသောဝင်းကျင်ကတော့တခြားစီဖြစ်သည် ်မြသွေးကအမေနှင်းအတော်အပြူကြီးဤအုတ်ထိန်မှုအောက်မှကိုကြည့်တော့ပေါ်ကိုရက်တီးပြီးရုံးကန်လှူရှားလျက်ကိုဘဝကိုထုံးပြအောင်အယောင်တင်နိုင်သူဖြစ်သည်မြသွေးသည်ဘသူအရေးမှမခိုးခဲ့ပဲကိုအရေးကိုကိုပြုတ်လျက်ထိုအရေးဖြင့်ပတ်ဝန်းကျင်ကိုအေးမြစေခဲ့သူဖြစ်သည်သူလျှောက်တော့လက်မှ တွေ့တော့အခက်ကင်းမှန်သမျှကို သူကိုယ်တိုင် ဖေရှားခဲ့၏ စူးနေသောစူးကိုသူကိုယ်တိုင်ထွင်ရဲခဲ့၏သူကိုမေတော်တို့ကအစင်အားကြခဲ့အားကိုခဲ့ရသည်အပူတွေများနေတယ်ဆိုလို့ပါငါတည့်ရဲ့အပူကနှစ်ခုတည်းရဲ့ဗမာများလို့လဲတခုကကိုနိုင်တခုကတာပေတူဒါနှစ်ခုပဲမဟုတ်လားနောက်ဘာရှိသေးလဲပြောမြတ်သွေးကရှင်မောလျေမေတော်ကိုမေး၏ မေတော်ကအတီတကြားတကယ်ပင်စဉ်းစားလျက်အေးဟေတေချာစစ်စစ်လိုက်တော့ဒီနှစ်ခုလောက်ပါပဲဟင်းဒါလေးများဒါလေးကလည်းသူ့တိုင်းတာနဲ့သူ့ပဲမြတ်တွေ့ရဲ့နင်းအတွက်စင်ထွားနဲ့ငါထွက်ကြွက်ထွားတူတူပဲအေးပါဟုတ်ပါပြီငါကမတူဘူးလို့လည်းမပြောဘူးမပူဘူးလို့လည်းမပြောဘူးအေးဟာအေးချောင်းရှာဖို့ပြောမလို့ပါ အားကိုးပါတယ်ကျေးဇူးရှင်မကြီးရေကျွန်တော်မျိုးမကိုကဲတော်မူပါတက်တက်လုံးလှုပ်ကျွေးရင်ကျေးဇူးဆက်ပါမယ်ရပါလေကွာရပါလေတငယ်မရေခုလောလောဆယ်တာကြာတန်းကြော်များများကျွေးပါခုစားတော့မလားဟာနေပါအောင်ဟခုလဲလျှောက်စားနေကြတာပဲဒီမှာငါပြောမယ်ကြာတန်းကြော်ကို7နာရီတိတိမှာစားမယ်အခုချိန်ကစားပြီးကို့လုံကိုလို့ရမယ် ငါကတင်းတန်းအတွက်ကြိုးပြီးစားချက်ဖို့စားအုပ်တွေယူခဲ့တယ်။နင်တို့နှစ်ယောက်ကမေခွန်းညိမှာစို့လောက်ကြ။တာပေတူးနဲ့ကိုနိုင်ကိုနောက်ဆုတ်ခိုင်းဒီချိန်ဟာသူတို့အတွက်မဟုတ်ဘူး။ညာသွေးကပြက်သားစွာပြော၏။သူကိုယ်တိုင်လည်းကျွတ်ကျွတ်အိတ်ထဲမှထည့်ယူလာသောစားအုပ်တွေကိုထုတ်သည်။မေတော်အားလုံးကိုခဏမေးထားလိုက်နော်။ငါပြောတာနားလည်နေမဟုတ်လား။မဟုတ်ရင်တကယ်လို့ရမယ်အလုပ်တွေမပြီးဘဲနေလိမ့်မယ်။ အလုံးအလုံးပြီးပြီဆိုတော့နေပူနေတဲ့အပူနှစ်ခုမှာပို့ပြီးအရေးကြီးတဲ့တာပေတုကိစ္စကိုစဉ်းစားကြမယ်ဟုတ်ပြီလားမိတော်ကကြည်လင်စွာပြုံးလျက်ခေါင်းငိမ့်သည်မိကုံဟောင်းများတင်ယိုးညွတ်နဲ့စာအုပ်များမတ်စုများလေ့ကျင့်ခန်းများတွင်စိတ်ကိုနှိမ့်၍အလုံးလုံးကြသည်မိကုံတွေကိုဘာသာရဲ့အလိုက်တယောက်တစ်စုံစီထုတ်ကြရ၏တယောက်နှင့်တယောက်မတူရန် လှပ၍အစစ်မိသောမိဂုံမျိုးဖြစ်ရန်ညှိကြလေသည်မိတော်ကတော့ခလေးတွေတွေ့အခက်ခဲမရှိနိုင်သောမိဂုံမျိုးကိုသာ ရွေးချယ်သည်ရေခဲတုံးကတော့တော်သောညံ့သောအလယ်လက်ရှိသောတပည့်များ၏အရေးချင်းနှင့်ကပ်၍ရွေးချယ်သည်ရေခဲတုံးသည်မေတော့ကိုထိမ့်၍တတိပေးနေရသည် ငါအားလုံးကိုအောင်စေခြင်း ਨੇ ဆီယာမနှင့်အတူငါးနှစ်ငါးမူနေခဲ့ကြသောတပည့်များသည်မိသားစုကြီးတစုတပွဲဖြစ်နေသည် တလှည့်တဲ့စီပီးခရီးတစ်ခုတည်းကိုတွားခဲ့ကြသလိုပင်မိတော်ရင်ထဲမှခံစားရသမျှအတွေ့ကိုပုံမြင်ဖွဲ့၍ခလေးများအားပြောပြခဲ့ဘူးသည် ထိုပုံမြင်ဤခေါင်းစဉ်ကတော့လှည့်တစ်စင်းနှင့်ခရီးတယ်များပေါ်လေ စင်းထဲမှာခရီးတဲ25ယောက်ပါတယ်။လေတကြီးကတော့တယောက်တည်းပေါ့။သူတို့တွေဟာရေပြင်ကျေးကြီးကိုဖျက်ပြီးတာယာလှပတဲ့မြို့တစ်မြို့စီကိုတွားကြမလို့ခရီးထွက်လာကြတာ။လမ်းမှာစိတ်ကဲသွုံးကိုဖျက်ကြောရမယ်။ပထမကန်းဒုတိယကန်းတတိယကန်းအဲ့ဒီကန်းကြီးသုံးခုပြီးရင်စုတ်ထကန်းကြီးဟာသူတို့တွားမယ်မြို့ပဲ။လန်ခရီးမှာအစင်းတဲ့နည်းနည်းပပတော့ရှိတာပေါ့။ ။ဒါမဲ့လှေတကြီးဟာသူ့လှေပေါ်မှာပါလာတဲ့ခီးတွေကိုပြောထားတယ်။ငါတို့လှေကြီးပေါ်ကလူတွေစိတ်ကန်းပေါ်မှာကိစ္စရှိလို့အစင်းတက်လုတ်ချင်တော့လုတ်နိုင်တယ်။